နေဘုဒ္ဓစိတ်ကူးကြည့်ုံနဲ့တောင်မဖြစ်နိုင်တဲ့ဒီနေရာတွေမှာဘာကြောင့်လူနေအင်္ဂလိပ်တွေရှိနေရလဲပရိသတ်များအလုံးမဲ့မင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုးစို့လိုက်ပါရီလူတွေကရာဒီယိုတို့တန်နေနဲ့တိုင်းလိမ့်စံတွေရဲ့အန်ဒီရကနေကာကွယ်နိုင်ဖို့အတွက်နေစရာအိမ်တွေကိုဖန်တီးခဲ့ကြပါရီမြောက်နေအိမ်တွေကနေစလို့ရေပေါ်နေအိမ်တွေအထိခေဆက်ဆက်တီထွင်ကျန်းစပြီးတော့နေထိုင်လာခဲ့ကြတာပါဒါမဲ့တချို့သောအင်္ဂလိပ်တွေကိုတိဆောက်ထားကြတဲ့ပုံစံနဲ့စိတ်ကူးစိတ်တန်ကနည်းနည်းလေးတော့ထူဆန်းလုံးနေပါရီ ဒီနေ့ပြည်လေးထဲမှာတော့အလုထူချာစမ်းပြတဲ့စိတ်ကူးတွေနဲ့မဖြစ်နိုင်တဲ့နေရာတွေမှာတိစောက်ထားကြတဲ့အင်္ဂလိပ်တွေကိုကျွန်တော်တို့လေ့လာကြည့်လိုက်ကြရအောင်ပါဒီအင်္ဂလိပ်ကတော့ Kaski Pillar လို့အမည်ရပြီးတော့ဂျော်ဂျီယာနိုင်ငံမှာတည်ရှိနေတာဖြစ်ပါတယ်ဂျော်ဂျီယာနိုင်ငံနောက်ပိုင်းပေတရ30မြင်းရှိတဲ့ထုံးကြောက်တုံးကြီးတုံးပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်ချိန်တုန်းကတရားစောက်တည်ပြီးတော့တရားကျင့်ကြံအားထုတ်မှုတွေပြုလုပ်ခဲ့တဲ့ဘုန်းကြီးတစ်ပါးကနေစရာကြောင်းဆောင်ကိုဒီကြောက်တုံးပေါ်မှာသူကိုယ်တိုင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အခုချိန်ဒီကြောက်တုံးပေါ်မှာခရီးရန်ဖျားရှိကိုကြောင်းနှစ်ကြောင်း စပြေးဝိုင်းနေအများကြီးတူလောင်ထားတဲ့မြေအောက်ခန်းတစ်ခုရှိပါရယ်။အခုလက်ရှိလဲခရီးရန်ဖုံတော်ကြီးတပါးကျောင်းထိုင်လျက်ရှိနေပြီးတော့ကျောက်တုံးကြီးဘော်ကိုတက်ရောက်ဖို့အတွက်တန်လီကားတစ်ခုတက်စင်ထားပေမဲ့အမျိုးသမီးတွေတက်ရောက်တာကိုတော့ပြင်းပြင်းထန်ထန်တားမြစ်ထားပါရယ်။တရားလောက်ကတော့ဒီဖျားကျောင်းကို900စုလောက်ကလေးကတိဆောက်ခဲ့ရလို့ဆိုပါရယ်။နောက်ထပ်တင်ပြပေးသွားမယ့်ထူးဆန်းတဲ့စိတ်ကူးတွေနဲ့တိဆောက်ထားတဲ့အင်္ဂလိပ်တလုံးကတော့ဂျပန်နိုင်ငံမှာတည်ရှိပါရယ်။မြရဲ့ချီနာလို့အမိရတဲ့ပင်လေပင်တွေကမိတော်ကျွန်းကြီးတစ်ခုပေါ်မှာတိဆောက်ထားတာဖြစ်ပါရယ်။ ပင်လယ်ပြင်အောက်မိတောင်တွေကြောင့်ချော်ယီဘူတွေစီးဆင်းလာခဲ့ပြီးအဲဒီချော်ယီဘူတွေကပင်လယ်ကြောင့်အေးခဲတာတွေမြန်သွားပါတယ်။အဲလိုနဲ့အေးခဲသွားတဲ့ချော်ယီဘူခဲတွေအထက်ထက်နဲ့ဖြစ်လာပြီးတော့ပင်လယ်ပြင်ထဲမှာကျွန်းကျွန်းအတွင်နဲ့ပေါ်ပေါက်လာတာဖြစ်ပါတယ်။မိတောင်ကဆက်လက်လှုပ်ရှားနေမယ်ဆိုရင်ကျွန်းရဲ့ရွယ်စားကလည်းတဖြည်းဖြည်းနဲ့ပဲကြီးမားကျယ်ပြန့်လာတတ်ပါတယ်။ဒီမိတောင်ကျွန်းတွေကတက်တန်းအဖြစ်တော့အရန်ကိုတူတောင်ပါတယ်။ပင်လယ်ဒီလိုင်းတွေရိုက်ခတ်မှုတန်းကိုကောင်းစွာခံနိုင်မှရှိကြတာကြောင့်တချို့ကျွန်းတွေဆိုရင်နှစ်နှဲငယ်လောက်နဲ့ပြန်လဲပျောက်ကွယ်သွားလေရှိတတ်ပြီး တချို့ကျွန်းတွေဆိုရင်တော့25နှစ်လောက်တက်တန်ရှိပါသေး။ဒါမဲ့ထူးဆန်းတာကအရီမီတောင်ကျွန်းကြီးရဲ့တက်တန်ကနှစ်ပေါင်း3000လောက်ထိကြာမြင့်ခဲ့ပြီဖြစ်ပါသေး။2085ခုနှစ်မှာဒီမီတောင်ကျွန်းပေါ်ကမီတောင်ရဲ့ပေါက်ကွဲမှုအခြေအရေအတွက်ကိုအတိအကျမှတ်တမ်းတင်နိုင်ခဲ့ပြီးတော့လက်ရှိချိန်ဒီဆိုရင်တော့စုစုပေါင်း73ချိန်ထိပေါက်ကွဲခဲ့ပြီလို့မှတ်တမ်းတွေရသိရပါသေး။အခုလိုမျိုးမီတောင်ကအဆက်မပြတ်ပေါက်ကွဲနေပေမဲ့ဒီကျွန်းပေါ်မှာနေထိုင်ကြသူတွေနဲ့ငယ်ငယ်လောက်ရှိနေတတ်ပါသေး။ ဒါမဲ့2000ပြည့်နှစ်ကပေါက်ကွဲခဲ့တဲ့မီးတောင်ရဲ့ပေါက်ကွဲအားက အတော်လေးပြင်းထန်တာကြောင့်နေထိုင်ကြသူတွေကို9နှစ်လောက်တခြားနေရာရွှေ့ပေးထားခဲ့ရပါတယ်။ဒါမဲ့အခုလိုမျိုးမီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ချောရီဘူးတွေကြားထဲမှာပဲကျွမ်းသားတွေကသူတို့ရဲ့ဘဝတွေကိုအကျဉ်းချင်းပြန်လည်တည်ဆောက်ယူရင်းနဲ့ဒီကျွမ်းမှာပဲဆက်လက်နေထိုင်လာခဲ့ကြတာတော်ကြာခဲ့ပါပြီ။သူတို့ကသူတို့ရဲ့ဘဝကိုဒီကျွမ်းပေါ်မှာပဲအဆုံးသက်ကောင်းချသွားဖို့စဉ်းစားထားကြတာပါ။လက်ရှိချိန်ကြီးဆိုရင်တော့ဒီကျောင်းပေါ်မှာနေအိမ်လုံးပေါင်း90လောက်ရှိနေတယ်လို့လည်းသိရပါတယ်။ တို့ရဲ့ဘဝရည်နဲ့တူဒီကျောင်းရဲ့တက်တန်းကနောက်ထပ်နှစ်တွေဘလောက်ထိကြာမြင့်နိုင်အောင်မလဲဒါတော့ဘယ်သူမှရေရာရာမပြောနိုင်ကြပါဘူးညာအစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာထပ်မံပြီးတော့ဆုံတွေ့ကြရအောင်ပါ